မင်္ဂလာပါရှင်ဒီနေ့အတွက် magical message လေးကတော့ကိုရဲ့ soul family တို့တည်ဖို့လိုနေတာက first quadrant moon လေးကိုရလာရဲပေါ့နော်အာပုံလေးကိုကြည့်ကြည့်မယ်ဆိုရင်လည်းမြင်သာပါတယ်တချမ်းကမဲနေပြီးတော့တချမ်းကအလင်းရောင်လေးဝင်စားပြူနေတာကိုမြင်ရလိမ့်မယ် it is time to commit ဒါကဘာကိုပြောချင်တာလဲဆိုတော့ first quadrant moon ဆိုတာကကိုတို့လာပြည့်ပြီးတဲ့နောက်မှာ ပထမဆုံး one week ပေါ့နော်ပထမဆုံးအပတ် ပြောချင်တာဒါကဒီအချိန်ကဘာလဲဆိုတော့ကိုယ့်ရဲ့ soul family တို့အနေနဲ့ဆုံးဖြတ်ချက်တွေချရမယ့်အချိန်အရွေးဖန်တီးရမယ်အချင်း action တွေစိုက်ထုတ်ရမယ်အချင်းပေါ့နော်ဆိုတော့ကိုယ့်ရဲ့ soul family တို့အနေနဲ့ဒီနေ့မှာ အပြောတွေထပ်ပဲလက်တွေအကောင့်တွေဖော်ရမယ်နေဆုံးဖြတ်ချက်တွေချရမယ်နေဖြစ်တယ်ဆိုတော့ဒီအချင်းကပေါ့နော်ကိုယ့်ရဲ့အိမ်မက်တွေအတွက်ကိုဖြစ်ချင်တဲ့ကိစ္စတွေအတွက်တေချာရွေးချယ်ပြီးတော့ ဆုံးဖြတ်လိုက်ရမယ်အချိန်ဖြစ်တယ်။ commitment ရှိတဲ့ဟိုဂရိကဝတ်တွေပေးထားတဲ့ကိစ္စရက်ဒီရဲ့အနောက်မှာတကယ်လို့ရမယ်ဆိုတဲ့ဟာပါလာပြီပေါ့နော်။ဆိုတော့ကိုယ့်ရဲ့ social media အနေနဲ့ဒီနေ့မှာဘာလုပ်ရဖို့ကိစ္စတွေကြုံလာနိုင်လဲဆိုတော့ made a clear choice ပေါ့နော်။ အရှင်းလင်းဆုံးရွေးချယ်မှုတွေလုပ်ရမယ်အခြေကြီးမှာဆိုရင်နှစ်ယောက်တည်းကတစ်ယောက်ကိုရွေးရတာမျိုးအလုပ်ထဲမှာအလုံးနှစ်ခုလည်းကတစ်ခုကိုရွေးရတာမျိုးဥပမာသူ့ကိုရွေးမလာငါ့ကိုရွေးမလာဒီလိုအခြေအနေကိုဒီနေ့မှကြုံလာရလိမ့်မယ်ဆိုတော့ now is the time to choice ပါချင်းဒီနေ့ကကိုယ့်ရဲ့ soul family တို့အတွက်ရွေးချယ်ရမယ့်နေ့ဖြစ်တယ်ဆိုတော့အဲ့ဒီလိုမျိုးရွေးချယ်စရာတွေကြုံလာပြီဆိုရင်တော့မင်းတကယ်လိုချင်တာကဘာလဲဆိုတာကိုတေချာပြန်တွေးပါပြီးရင်တော့ အရှိကိုဆက်လျှောက်ဖို့အတွက်မှန်ကန်တဲ့ရွေးချယ်မှုကိုလုပ်နိုင်ပါပြီဆိုတော့မြို့ကုန်မင်းပြန်ပြေးရမှာက are you in or are you out မဆက်ပြီးတော့နေမလားထွက်သွားမလားဆိုတာပါနောက်တစ်ခုကတော့တန်တရားတွေပေါ့နော်မင်းရဲ့ဆုံးဖြတ်ချက်တွေကိုချတဲ့အချိန်မှာမင်းရဲ့တန်တရားတွေကိုအကြောက်တရားတွေကိုဝင်ခွင့်မပေးပါနဲ့ ီနေ့မှာမင်းအနေနဲ့ခံနိုင်ရှိဖို့လိုတယ်ဒီဆုံးဟို fear ပေါ့နော်အကြောက်တရားတွေအဲမင်းအရင်တုန်းကတည်းကကိုကိုကိုဝင်လာတဲ့တန်တရားတွေအိုးဖက်တန်တွေကဒီနေ့မှာမင်းကိုလာပြီးပြလိမ့်မယ်မင်းအရင်တုန်းကအရန်ကြောက်ပါတယ်ဆိုတဲ့ကိစ္စတွေအရန်ကိုမှလှုပ်ရဲပါဘူးဆိုတဲ့ကိစ္စတွေကဒီနေ့မှာတက်ဖန်ပြန်ပေါ်လာလိမ့်မယ်ဒါပေမဲ့လည်း that is natural ဒါဟာသဘာဝအတိုင်းပါပဲကိုယ့်ရဲ့ soul family ကိုရေဒါကဖြစ်တတ်တဲ့သဘောတရားတွေဖြစ်တယ်အဲ့ဒီဖြစ်တတ်တဲ့သဘောတရားတွေမဲ့ဒဲမာမှ first quarter moon လေးက ကိုယ့်ရဲ့ဆုံးဖက်မှုတွေကိုဘာပြောနေလဲဆိုတော့မင်းရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာမင်းရဲ့အကြောက်တရားတွေလွှမ်းမိုးမှုကိုလက်မခံပါနဲ့တဲ့ဆိုတော့ relationship မှာပဲဖြစ်ပါစေအလုပ်ထဲမှာပဲဖြစ်ပါစေ personal growth အတွက်ပဲဖြစ်ပါစေကိုယ့်ရဲ့ soul family တို့အနေနဲ့လိုရမှာကမင်းလိုချင်တယ်လို့ပြောခဲ့တဲ့အရာတွေအတွက်ဒီအချိန်မှာ တကယ်ပြသရမယ့်အချိန်တကယ်လုပ်ရမယ့်အချိန်ကိုရောက်နေပြီပေါ့နော်ဆိုတော့ back key က intention with action ပေါ့နော်လိုချင်တာတွေအတွက်ပထမဆုံးခြေလှမ်းချရမယ် ထမဆုံးရွေးချယ်မှုတွေလုပ်ရတော့မယ်ဆိုတော့ဒီနေ့မှာလှုပ်လိုက်တဲ့ရွေးချယ်မှုတွေဆုံးဖြတ်ချက်တွေကိစ္စရက်တွေကမင်းရဲ့ရေရှည်ဘဝတစ်လျှောက်လုံးစားအတွက်အကျိုးသက်ရောက်မှုရှိနိုင်တာမို့လို့သိချာလေးသတိထားပါ even small ပေါ့နော်အဲဒီကိစ္စကတင်းတင်းဖြစ်နေတယ်ခဲ့မယ်ဆိုရင်တောင်ဒီ action အတွက်မင်းအနေနဲ့ရဲရင်မို့လို့တယ်တတ်သိရှိဖို့လို့တယ်ဒီအချင်းကစပြီးတော့စတင်လိုက်ပါ တော့ဒါဟာ long term ပေါ့နော်မင်းဘဝရဲ့ရေရှည်အကြီးမားဆုံးဆုံးပြောင်းလဲခြင်းတွေအတွက်အဓိကကြတဲ့နေတည်ရဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ရှင်ဆိုတော့ magic grammar အနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်တော့ဒီနေ့ကကိုယ့်ရဲ့စိုးဖမ်းမိလို့အနေနဲ့ခွန်အားရှိရမယ်နေ့တတိရှိရမယ်နေ့ no perfection ပေါ့နော်မင်းအတွက်ဒီနေ့ဟာဘာမှပြည့်စုံနေမှာမဟုတ်ဘူးဟိုကလည်းတန်လန်ဒီကလည်းတန်လန် စိုးရင်စည်းတင်တဲ့တော့ဒီနေ့မှနေရလိမ့်မယ်သို့တော်လည်းပဲကိုယ့်ရဲ့ soul family ကိုသိရမှာကအဲ့ဒီကြားတွေကပဲခွန်အားအပြည့်နဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုလုံနိုင်ပါလိမ့်မယ်လုံနိုင်ဖို့လိုပါတယ်ရက်မနေဖို့ကအဓိကပါပေါ့နော်ဒီနေ့မှပြင်းရင်ငင်းဝေးစွာနဲ့အကြောက်တရားတွေနဲ့ကိုကိုကိုတန်တရားတွေနဲ့ဘာမှမလုပ်ပဲအိယာထဲမှာပဲလှဲနေတာမျိုးတွေမလုပ်လိုက်ပါနဲ့ဒီနေ့ကအရှိကို ဆက်ရမယ်နေ့ဖြစ်ပါတယ်ရှင်ဆိုတော့ change is important ပေါ့နော်အပြောင်းလဲတွေကအရင်ကိုအရေးကြီးပါတယ် really the past ပြီးရင်တော့အတိတ်ကိုထားခဲ့ပြီးတော့မင်းဘယ်ကိုသွားမလဲရွေးချယ်ပါတွေ့ရလားပုံလေးကိုဘယ်ကိုသွားမလဲဘာတွေကိုရွေးချယ်မလဲဒါဟာမင်းရဲ့ရွေးချယ်မှုရွေးချယ်မှုတွေလို့ဖို့အရှိကို76ကိုဆိုရင်အတိတ်တွေကိုထားခဲ့ဖို့လိုတယ် အပြောင်းလဲတွေလုပ်ဖို့လိုတယ်ဒီတိုင်းနေနေယုံနေတော့ဘာမှပြောင်းလဲမသွားနိုင်ဘူးလीเนาะဆိုတော့ကိုယ့်ရဲ့ soul family တို့အတွက် message ပဲဖြစ်ပါတယ်ရှင်ဒီနေ့ဟာမင်းဘဝရဲ့အကြီးမားဆုံးအပြောင်းလဲတွေရေရှည်အောင်ဝင်မှုတွေအတွက်ရွေးချယ်မှုတွေလုပ်ရမယ်ရဲ့ဆုံးဖြတ်ချက်တွေချရမယ်ရဲ့ဖြစ်ပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်ตายาเอเจนต์တော့နေ့ကလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေမှန်ကန်တဲ့ရွေးချယ်မှုတွေကိုလုပ်နိုင်လို့ အောင်မြင်မဲ့ဘဝအတွက်ခြေတလန်းကိုဒီနေ့မှစတင်နိုင်ကြပါစေရှင်။